အမေရိကန်မှာအလုံးလုံးခွင့်လုံအောင်ပိတ်ခံလိုက်ရပြီဖြစ်တဲ့အာရှခုနှစ်နိုင်ငံအားလုံးပဲမင်္ဂလာပါပကန်အန်တတိန်းမန့်ချန်နယ်ကနေကြိုဆိုပါရစေအမေရိကန်ပြည်ထောင်စုမှာအလုံးလုံးရခြင်းကဘဝအလုံးလုံးရခြင်းကဘဝတွေကိုပြောင်းလဲပေးနိုင်ပြီမယ်2025ခုနှစ်မှာတော့အာရှနိုင်ငံတချို့အတွက်တရင်စုတွေရှိလာနိုင်ပါတယ်ဒီဗီဒီယိုထဲမှာ Trump ကအမေရိကန်မှာပြန်ပြီးတော့အလုံးလုံးခွင့်လုံအောင်မပြုတ်နိုင်တော့တဲ့အာရှခုနှစ်နိုင်ငံအကြောင်းပြောပြသွားမှာဖြစ်ပြီးတော့ဒီကိစ္စတွေရဲ့နောက်ွယ်ကအကြောင်းရင်းမှန်တွေကိုရှင်းပြပေးသွားပါမယ် နောက်ဆုံးနိုင်ငံကတင့်ကိုဝိုးကနေဖြစ်သွားစီမှာပါ။ကဲစလိုက်အောင်။ Vienna နံပါတ်9 Vienna လုံသားတွေ American မှာအလုပ်လုပ်ခွင့်ပါကြောင့်မရတော့တာလေ။အကြောင်းရင်းတစ်ခုဟာကုန်သွယ်ရေးနဲ့အလုပ်သမားဆိုင်ရာညှဉ်းပန်းမှုတွေပဲဖြစ်ပါတယ်။ American က Vienna ရဲ့အလုပ်သမားကာကွယ်မှုအားနည်းတာနဲ့မမျှတတဲ့စီးပွားရေးလုပ်ထုံးလုပ်နေတွေကိုဝေဖန်ခဲ့ပါတယ်။ဒါကြောင့်မဲ Trump အနေနဲ့ ဗီယက်နမ်လူသားတွေကိုအမေရိကန်အလုတ်ကင်တွေထဲမှာပို့ပြီးတော့ဝင်ခွင့်ပေးဖို့တုံ့ဆိုင်ရပါနိုင်ငံခြားမှာဝင်ငွေပို့ရဖို့မျှော်လင့်ပြီးတော့အတက်ပညာနဲ့လက်လုပ်လက်စားအလုတ်စီစဉ်နေအတွက်ရှောက်ထားတဲ့ဗီယက်နမ်လူမျိုးတွေများပြီးမယ်အခွင့်အလမ်းတွေကကျင်းပြောင်းလာနေပါတယ်။နောက်တစ်ချက်ကတော့နိုင်ငံရေးအရမဟာမိတ်ပြုခြင်းပါ။ဗီယက်နမ်ကထရမ့်ရဲ့ပြန်ဖက်လို့မြင်တဲ့တရုတ်ရဲ့တရုတ်နဲ့ဆက်ဆံရေးကိုခိုင်မာအောင်လုပ်နေပါတယ်။ဒီအခြေအချောင်းပဲဗီယက်နမ်ကိုပြင်ပကိုလုံသားတွေစေလို့ရမှာယုံကြည်စိတ်ချရမှုနဲ့ပါတယ်လို့ယူဆလာပါတယ်။ ်အမေရိကန်ကသူတို့ရဲ့မူဝါဒတွေနဲ့တက်စာရှိတယ်သို့မဟုတ်သဘောထားတိုက်ဆိုင်တဲ့နိုင်ငံတွေကိုဦးစားပေးပါတယ်ဒီကိစ္စတွေကတောင်းနေကြည့်တဲ့တာမန်လူသားတွေကိုထိခိုက်စေပါတယ်ကြောင်းသားတွေဆက်ရွယ်လူသားတွေဝန်ဆောင်မှုလူသားတွေအားလုံးအလုပ်ဗီဇာရဖို့အတားအဆီးပုံများလာပါတယ်ကျွမ်းကျင်မှုမြန်မာသူတွေတောင်မှပုံမတင်ချက်တဲ့စီစီလုပ်ငန်းစဉ်တွေကိုကြောဖြတ်ဖို့ခက်ခဲပါတယ်ခီးသွားလာခွင့်ပြုချက်တွေကလည်းပုံနေလာသလိုရှောက်လာတချို့ဆိုရင်လည်းလုံးဝပယ်ချခံရတာမျိုးရှိပါတယ်အိန္ဒိယနံပါတ်6ထရန့်ကအမေရိကန်မှာလလုခင်ပြေးပြနေတဲ့နိုင်ငံဆေးရမှာတော့အိန္ဒိယကဘာကြောင့်ပါဝင်နေရလဲ အဓိကအကြောင်းရင်းကတော့လူမှုကန့်သတ်ချက်တွေနဲ့ H1B နဲ့တခြားအလုပ်ဗီဇာတွေပေါ်ပုံမစည်းစစ်လာခြင်းဖြစ်ပါတယ်။ပုံမစည်းစစ်လာခြင်းဖြစ်ပါတယ်။ ID နဲ့ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍကအိန္ဒိယပညာရှင်များစွာဟာအမေရိကန်အလုပ်စီစဉ်တွေကိုအားထားခဲ့ကြပြီးမြန်မာ့အောက်ကပိုတင်းကျတဲ့မူဝါဒတွေကြောင့်ပဲခွင့်ပြုချက်တွေရောနေသွားစေခဲ့ပါတယ်။နောက်ချက်ကတော့ Trump ရဲ့ American ကိုပထမဦးစားပေးမူဝါဒကိုအဓိကထားခြင်းမှာဝင်ဝင်မြင်မာတဲ့အလောက်ကိုင်းဒီမှာ American နိုင်ငံသားတွေပုံများစေချင်တာကြောင့်နိုင်ငံခြားသားလုံသားတွေကိုကြိုးစုံမှုနေပါသွားပါတယ်။ကျွမ်းကျင်တဲ့အိန္ဒိယလုံသားတွေတောင်မှအပိုးဆောင်အင်တာဗျူးတွေနဲ့ စားရဆန်တဲ့လိုအပ်ချက်တွေပိုများလာတာကိုရင်ဆိုင်ရပြီးတော့ခွင့်ပြုချက်တွေကနှေးကွေးသွားစေပါတယ်ဒီအချက်ကဝင်ငွေပိုရဖို့ရွှေပြောင်းဖို့စီစဉ်နေတဲ့မိသားစုထောင်ပေါင်းများစွာကိုတိုက်ရောက်မှုရှိနေပါတယ်အိန္ဒိယကအကြောင်းသားတွေနဲ့တန်တန်းသားတွေကလည်းပုံမတင်ချက်တဲ့စစ်ဆေးမှုတွေနဲ့အမေရိကန်လုပ်ခွင်တွေထဲမှာဝင်ခွင့်ရဖို့အခွင့်အလဲနှဲပါမှုတွေကိုကြုံတွေ့နေရပါတယ်ရှားပါးတဲ့ချွင်ချက်တွေနဲ့တချို့ကအောင်မြင်နိုင်သေးပေမဲ့လျှောက်လာများစုကပယ်ချခံရမှုတွေပိုများပါတယ် အိန္ဒိယဒီစီမှာပါဝင်နေတာကစီးပွားရေးခိုင်မာပြီးတော့ကျွမ်းကျင်လုပ်သားများနဲ့နိုင်ငံတွေတော်မှာပဲအမေရိကန်ကိုဝင်ခွင့်ရဖို့အမခံချက်မရှိဘူးဆိုတာပြသနေပါတယ်။2025ခုနှစ်မှာအမေရိကန်အလုတ်ကန်ရှာဖွေနေတဲ့အမေရိကန်အလုတ်ကန်ရှာဖွေနေတဲ့အိန္ဒိယလုပ်သားတွေဟာတင်းကျပ်တဲ့မူဝါဒတွေမရေမရာတဲ့လုံဆောင်မှုတွေနဲ့ပေချခံရနိုင်ခြင်းမြင်မမှုကိုရင်ဆိုင်ရပါလိမ့်မယ်။အထူးသဖြင့်တော့ရေရှည်အဆန်မွေးဝမ်းကြောင်းဒါမှမဟုတ်မိသားစုနဲ့တူနေရာပြောင်းရှိဖို့စီစဉ်နေသူတွေအတွက် Trump ကအမေရိကန်မှာပြန်လုလုခွင့်လုံးဝခွင့်မပြုနိုင်တဲ့လုံးဝခွင့်မပြုနိုင်တဲ့အာရှခုနှစ်နိုင်ငံထဲကတနိုင်ငံဖြစ်နေပါတယ်။ အီရန်နံပါတ်5အီရန်လုံသားတွေကအမေရိကန်အလုပ်ကံရရှိမှုကိုဘာကြောင့်ဆုံးရှုံးနိုင်ရတာလဲအဓိကကြောင်းကတော့နိုင်ငံရေးတည်မှမှုနဲ့ပိတ်ဆို့အရေးယူမှုတွေပဲဖြစ်ပါတယ်။အီရန်ဆိုရရဲ့မူဝါဒတွေနျူကလ িয়ার ကိစ္စတွေနဲ့အရင်ပဋိပက္ခတွေကြောင့်အမေရိကန်ကသတိထားနေပါတယ်။ထရန်ဆိုရလက်ထက်မှာလုံခြုံရေးအကြောင်းပြချက်တွေနဲ့အီရန်လူမျိုးတွေအတွက်တော့ဗီဇာခွင့်ပြုချက်တွေကိုတင်းတင်းကြပ်ကြပ်ကင်တွေခဲ့ပါတယ်။ဒါကကျွမ်းကျင်သူရောလက်လွတ်လပ်စားလုပ်သားတွေကိုပါတတ်ရမှုရှိပါတယ်။ အလုတ်ပါမယ့်ဒါမှမဟုတ်အလုတ်ပေါ်အခြေခံတဲ့ဗီဇာကိုမျှော်လင့်နေတဲ့အီရန်လူမျိုးတွေဟာအပူဆောင်အင်တာဗျူးတွေစာရွက်စာတမ်းအပြင်းထန်စစ်ဆေးမှုတွေနဲ့မကြာခဏလုံးဝပယ်ချခံရမှုတွေကိုရင်ဆိုင်ရပါတယ်။ပညာရေးဒါမှမဟုတ်အလုတ်အတွေ့အကြုံရှိတဲ့သူတွေတောင်မှအမေရိကန်မှာအလုတ်လုပ်ခွင့်ကိုလွယ်လွယ်ကူကူမရပါဘူး။နောက်ထပ်အကြောင်းရင်းတစ်ခုကတော့အမျိုးသားလုံခြုံရေးနဲ့ချိတ်ဆက်ထားတဲ့ခီးသွွာလာခွင့်ပိတ်ပင်မှုတွေပါ။အမေရိကန်ကနိုင်ငံတော်ဝင်လာတဲ့လုပ်သားတွေအန်ဒီယံမဖြစ်စေဖို့တရားစီရင်ပါတယ်။ဒါကကြမ်းတမ်းတယ်လို့ထင်ရပေမဲ့လေတာမန်အီရန်လုပ်သားတွေအမေရိကန်အလုတ်ကန်ရှာဖွေရမှာတော့ရုံးကန်ရတဲ့အဓိကအကြောင်းရင်းပါ။ 2025ခုနှစ်မှာအီရန်ကအမေရိကန်မှာလှုပ်လှုပ်ခွင့်အလွန်ကန့်သက်ခံထားရတဲ့အာရှနိုင်ငံတွေတဲကတနိုင်ငံဖြစ်နေဆက်ရှိနေခဲ့ပါတယ်။မိသားစုတွေနဲ့ပညာရှင်တွေဟာပြည်ပမှာလှုပ်လှုပ်ဖို့အတွက်တခြားရွေးချယ်စရာတွေဒါမှမဟုတ်တခြားနိုင်ငံတွေကိုရှာဖွေရပါလိမ့်မယ်။ဒီလိုကန့်သက်ချက်တွေကြောင့်အီရန်လူမျိုးတွေအနေနဲ့အတန်မွေးဝမ်းကြောက်ကိုစီစဉ်ဖို့နေရက်ကိုငွေပို့ဖို့နိုင်ငံတကာအတွေ့အကြုံရရှိဖို့ အမေရိကန်စက်မှုလုပ်ငန်းတွေမှာရေရှည်ခွင့်လန်းနေရှာဖွေဖို့အမေရိကန်အလုပ်ကဝင်ခွင့်လိုအပ်တဲ့ကမ္ဘာလုံးဆိုင်ရာစီစဉ်တွေမှာပါဝင်ဖို့ဒါမှမဟုတ်အမေရိကန်အလုပ်ကအခွင့်အလမ်းတွေကိုအားထားရတဲ့ professional ကွန်ရက်တွေတည်ဆောက်ဖို့အတွက်အလွန်ခက်ခဲစေပါတယ်။ကျူဘာနံပါတ်၄၂၀၂၅ခုနှစ်မှာကျူဘာလုံတာရီကအမေရိကန်မှာအခွင့်အရေးခံတဲ့ အခွင့်အရေးကန့်သတ်ခံရတာဘာကြောင့်ပါလဲအဓိကကြောင်းရင်းတစ်ခုကတော့နိုင်ငံရေးတည်မှောက်မှုကြောင့်ပဲဖြစ်ပါတယ်အမေရိကန်ကကျူဘာအစိုးရကိုအကြမ်းအသတိထားခဲ့ပြီးတော့ထရမ့်အစိုးရကအရင်ကတည်းကပို့ပြီးတော့တင်းကျပ်ပါတယ်ဒါကကြောင်းကျင်သူရောလက်လုံလက်စားလုပ်သားတွေကိုပါတိုက်ရောက်မှုရှိပြီးကျူဘာလူမျိုးတွေအလုပ်ဗီဇာရဖို့တည်းပိုခက်ခဲ့စေပါတယ်နောက်တစ်ချက်ကတော့ပြောင်းရွှေ့နေထိုင်မှုတမိုင်းမှာကျူဘာလူမျိုးများစွာဟာအမေရိကန်ကိုရွှေ့ပြောင်းနေထိုင်ပြီးတော့ထရမ့်ကတင့်လျော်တဲ့စားရွက်စားတမ်းမရှိဘဲနဲ့လုပ်သားအသစ်တွေဝင်ရောက်လာတာကိုတားဆီးဖို့စီးစစ်မှုကိုထိန်းချုပ်ချင်ပါတယ် ဒီပါရောက်သားသူတွေကကျမကြီးစောင့်ရှောက်မှုဤပညာနဲ့ခြားကဏ္ဍတွေကအလုပ်ခိုင်နေတဲ့ပူကြတဲ့လုပ်ငန်းဆောင်ရွက်ချိန်အပူဆောင်အင်တာဗျူးတွေနဲ့ပေးချခံရမှုနှုန်းမြင့်မားခြင်းတွေကိုရင်ဆိုင်နေရပါတယ်ဒီမူဝါဒကယာယီဒါမှမဟုတ်အမြဲတမ်းအလုပ်လုပ်ဖို့ရှာဖွေနေတဲ့ចောင်းသားတွေနဲ့ပညာရှင်တွေကိုလည်းတက်ရောက်မှုရှိပါတယ်အမေရိကန်ကုမ္ပဏီတွေကအတွေ့အကြုံရဖို့မျှော်လင့်သူတွေကနေပေါင်းများစွာစောင့်ဆိုင်းနေကြသလိုတခြားနိုင်ငံတွေကိုရွေးချယ်ကြနိုင်ပါတယ်အလုပ်ကအခြေပြုအစီအစဉ်တွေကတစ်ဆင့်ပြန်လည်ပေါင်းစည်းဖို့စီစဉ်နေတဲ့မိသားစုတွေတောင်မှထိခိုက်ခံရပြီးအတန်မေးဝါကြောင့်လည်းဘဝစီမံကိန်းတွေနှေးကွေးစေပါတယ် 2025ခုနှစ်မှာကျူဘာဟာအမေရိကန်မှာလှုပ်လှုပ်ခွင့်အလွန်ကန့်သက်ခံထားရတဲ့အာရှနဲ့ဆက်ဆက်နေတဲ့နိုင်ငံတွေထဲကတနိုင်ငံပဲဖြစ်ပါတယ် ကျူဘားနိုင်ငံသားတွေအားပိုတင်းကျတဲ့လျှောက်လာတွေပိုကြတဲ့ဆောင်ဆိုင်မှုတွေနဲ့ခွင့်ပြုချက်နှေးပေါင်းမှုတွေအတွက်ပြင်ဆင်ထားရပါတယ်။ဒီစီမန်တွေကအမေရိကန်မှာအလုတ်ကင်စီစဉ်မှုကျွမ်းကျင်မှုမြင့်တင်မှုမိသားစုတွေကိုငွေကြေးထောက်ပံ့မှုရေရှည်အတံမွေးဝမ်းကြောင်းပန်းထိုင်တွေအောင်မြင်မှု professional ကွန်ရက်တွေထိန်းသိမ်းမှုနိုင်ငံတကာနဲ့ထိတွေ့မှုရရှိဖို့အမေရိကန်အလုတ်အတွေ့အကြုံလိုအပ်တဲ့အစီအစဉ်တွေမှာပါဝင်ဖို့ပြည်ပမှာပိုကောင်းတဲ့လူနေမှုဘဝကိုရရှိဖို့နဲ့ကမ္ဘာလုံးဆိုင်ရာစက်မှုလုပ်ငန်းတွေမှာအနာဂတ်အခွင့်အလမ်းတွေတည်ဆောက်ဖို့အတွက်စံကုန်မှုတွေဖြစ်စေပါတယ်။လာအိုနံပါတ်3 2025ခုနှစ်မှာလာအိုလုံသားတွေဟာအမေရိကန်အလုပ်ကံတွေအတွက်ကိုဘာကြောင့်ပိုတင်းကျက်တဲ့စီးမြင်တွေရင်ဆိုင်နေရတာလဲအကြောင်းရင်းတစ်ခုကတော့နိုင်ငံရေးမတည်ငြိမ်မှုနဲ့နိုင်ငံသဘောတူညီချက်နှေးပါခြင်းပဲဖြစ်ပါတယ် အမေရိကန်ကခိုင်မာတဲ့အလို့သမားပူးပေါင်းဆောင်ရွက်မှုနဲ့ရှင်းလင်းတဲ့ဥပဒေရေးရာစနစ်တွေရှိတဲ့နိုင်ငံတွေကိုပို့ပြီးတော့ဦးစားပေးပြီးလာအိုက2025မှာလာအိုလုံသားတွေအမေရိကန်အလို့ကင်အတွက်ဘာကြောင့်ပိုတင်းကျတဲ့စည်းမျဉ်းတွေရင်ဆိုင်နေရတာလဲအကြောင်းရင်းတစ်ခုကတော့နိုင်ငံရေးမတည်ငြိမ်မှုနဲ့နိုင်ငံသဘောတူညီချက်နေပါခြင်းပဲဖြစ်ပါတယ်။အမေရိကန်ကခိုင်မာတဲ့အလို့သမားပူးပေါင်းဆောင်ရွက်မှုနဲ့ရှင်းလင်းတဲ့ဥပဒေရေးရာစနစ်တွေရှိတဲ့နိုင်ငံတွေကိုဦးစားပေးလို့ပြီးတော့လာအိုကဒီဇင်ဘာလတွေကိုအပြည့်အဝမမိသေးပါဘူး။ နောက်တစ်ချက်ကတော့အမေရိကန်မှာရှိနေပြီးသားလာအိုလုံသားအရာနဲ့ပါခြင်းမှာလာအိုလျှောက်ထားသူတွေဟာစိုက်ပျိုးရေးအဲဝတ်ပြူရေးတို့မဟုတ်ဝန်ဆောင်မှုကဏ္ဍတွေမှာအများဆုံးဖြစ်ပါတယ်။ဒါပေမဲ့လည်း Trump ဆိုရလက်ထက်မှာအလုတ်ကိုင်အခြေပြုဗီဇာအစီအစဉ်တွေကိုတင်းကျပ်ထားတာကြောင့်လျှောက်ထားသူအစ်တွေအလုတ်ပါမေးရဖို့ပို့ပြီးတော့ခက်ခဲစေပါတယ်။ចောင်းသားတွေနဲ့ပညာရှင်တွေလည်းပိုတင်းကျပ်တဲ့စီးစိမ်မှုတွေရင်ဆိုင်ရပါတယ်။ပညာရေးမြန်မာသူတွေဒါမှမဟုတ်ကျွမ်းကျင်မှုရှိတဲ့သူတွေတော့မှအင်တာဗျူးပုံများတာလုပ်ငန်းဆောင်ရွက်ကြီးပို့ကြတာနဲ့ပေချခံရမှုတို့ပုံမြင့်တာတွေကြုံတွေ့ရပါတယ် အမေရိကန်ကအလို့ရှင်နေရာအမေရိကန်နိုင်ငံသားတဦးတယောက်ကိုမှဒီနေရာကိုမပြေစည်းနိုင်ကြောင်းတက်တည်ပြဖို့တယ်လို့အထားကြောင်းလာအိုလောက်သားရီတော်တော်အခက်အခဲရှိပါတယ်၂၀25ခုနှစ်မှာလာအိုအမေရိကန်မှာလလုတ်ခွင့်အလွန်ကန့်သက်ခံရတဲ့အာရှနိုင်ငံတွေတဲကတနိုင်ငံဖြစ်ပါတယ်ရှောက်ထားသူတွေကပိုကြတဲ့စောင့်ဆိုင်မှုပိုတင်းကျတဲ့စာရွက်စာနယ်စီစဉ်မှုတွေနဲ့ခွင့်ပြုချက်နယ်ပေါင်းမှုတွေအတွက်ပြင်ဆင်ထားရပါမယ်ဒီမူဝါဒတွေကတာမန်လောက်သားတွေမိသားစုတွေနဲ့ပြည်ပမှာအတွေ့အကြုံရရှိဖို့မျှော်လင့်နေတဲ့အကြောင်းအရာတွေကိုတက်ရောက်မှုရှိပါတယ် လောင်နိုင်ငံသားတွေအနေနဲ့အလုတ်ကန်အခွင့်အလမ်းတွေအတွက်တခြားနိုင်ငံတွေကိုစဉ်းစားဖို့ဒေတာတွေအလုတ်သမားစည်းကွဲနဲ့လက်ရောညီထွေပြောင်းနေဖို့ professional တိုးတက်မှုအတွက်တခြားနည်းလမ်းတွေကိုရှာဖွေဖို့နဲ့အတံမွေးဝန်ကြားဆိုင်ရာစီမံကိန်းတွေကိုပြောင်းလဲပြင်ဆင်ဖို့လိုပါတယ်။လက်ရှိအစိုးရလက်ထက်မှာလာအိုအတွက်အမေရိကန်အလုပ်ဗီဇာရရှိဖို့ပုံမှန်ခက်ခဲလာတာကြောင့်သူတို့ဟာအိန္ဒိယနိုင်ငံတွေမှာအလုပ်တွေရှာဖွေတာ၊ဒေတာလွှင့်ကြံ့ကျင်မှုတွေကိုတည်ဆောက်တာ၊အဝေးမှာအလုပ်လုပ်တဲ့အခွင့်အလမ်းတွေကိုရှာဖွေတာ၊ပြည်ပမှာပညာသင်ဆုဓာတ်မမဟုတ်၊လေ့ကျင့်ရေးတွေရှာတာနဲ့အတံမွေးဝန်ကြားလမ်းကြောင်းကိုအမေရိကန်ပြည်ပမှာစီစဉ်တာတွေလုပ်ဖို့လိုအပ်ပါတယ်။ မြန်မာနံပါတ်၂2025မှာ Trump လက်အောက်မှာမြန်မာလုပ်သားတွေအမေရိကန်မှာအလုပ်လုပ်ခွင့်လုံးဝမရတော့တာပါကြောင့်လေအဓိကကြောင်းရင်းကတော့နိုင်ငံရေးမငြိမ်မသက်မှုနဲ့လူအခွင့်အရေးဆိုင်ရာစိုးရိမ်ပူပန်မှုတွေပဲဖြစ်ပါတယ်။အမေရိကန်ကမြန်မာဆိုးရွားကိုဝေဖန်ခဲ့ပြီးတော့အထူးသဖြင့်တော့လူနည်းစုပေါ်ဆက်ဆံပုံနဲ့ပတ်သက်လို့ပါ။ဒီအခြေအကြောင်းမဲ့ Trump ဆိုးရွားကအလုပ်ဗီဇာတွေကိုတင်းကျပ်ပြီးတော့မြန်မာနိုင်ငံလူသားတွေအတွက်ဝင်ခွင့်ကိုကန့်သတ်ခဲ့ပါတယ်။အလုပ်ကံအခြေပြုအစီအစဉ်တွေအပြင်းထန်ထိခိုက်ခံရပါတယ်။ကျန်းမာရေးစောင့်ရှောက်မှု ID နဲ့ဝန်ဆောင်မှုလုပ်ငန်းတွေကကျွမ်းကျင်လူသားတွေဟာလုပ်ငန်းဆောင်ရွက်ခြင်းပူကြတာပိုတင်းကျပ်တဲ့စာရွက်စာတွေနဲ့မကြာခဏ ပိုတင်ချက်တဲ့စာရွက်စာတမ်းတွေနဲ့မကြာခဏပေးချခံရတာတွေရင်ဆိုင်ရပါတယ်။ပညာရေးမြန်မာတဲ့ပညာရှင်တွေတောင်မှလိုအပ်ချက်တွေပြည့်မီဖို့ရုန်းကန်နေရပါတယ်။ထရန့်ကအမေရိကန်ရဲ့နိုင်ငံရေးနဲ့စီးပွားပန်းတန်တွေနဲ့ကန့်ကြီးတဲ့နိုင်ငံတွေကိုဦးစားပေးပြီးမြန်မာကတော့အန်ဒီအမြားတဲ့နိုင်ငံဖြစ်သတ်မှတ်ခံထားရပါတယ်။မိသားစုတွေနဲ့ကျောင်းသားတွေလည်းထိခိုက်ပါတယ်။ပိုကောင်းတဲ့ဝင်ငွေအလောက်ကိုင်းတွေ့ကြုံသို့မဟုတ်မိသားစုပြန်လည်ပေါင်းစည်းရေးအတွက်ပြောင်းရွှေ့ဖို့မျှော်လင့်သူတွေကပေးချခံရမှုလို့မြင်မာတာရင်ဆိုင်ရပါတယ်။အလို့ရှင်တွေကအမေရိကန်လူမျိုးတယောက်မှဒီနေရာကိုမဖြေစည်းနိုင်ကြောင်းတက်သေးပြရတာကြောင့်မြန်မာလူသားတွေအမေရိကန်အလောက်ကိုင်းရရှိဖို့အလွန်ခက်ခဲစေပါတယ်။ရာရီအလောက်ပြီးစ ြာလှုပ်တင်တဲ့လေးချင်းရေးစီစဉ်တွေကိုလည်းကန့်သတ်ထားတာကြောင့်အသစ်ဝင်လာသူတွေအတွက်တော့ရွေးချယ်စရာနေပါပါတယ်။2025မှာမြန်မာဟာထရန်လောက်အောင်မှာအမေရိကန်မှာတော့အလုပ်လုပ်ခွင့်လုံးဝမရနိုင်တော့တဲ့အာရှနိုင်ငံတွေတဲကတနိုင်ငံမှာနိုင်ငံသားတွေဟာတိုင်းမလေးရှားသို့မဟုတ်စင်ကာပူတို့မှာအလုပ်လုပ်တာအဝေးမှာအလုပ်လုပ်တာသို့မဟုတ်နိုင်ငံတကာအလုပ်တန်းစီမံကိန်းတွေလိုမျိုးအမေရိကန်ပြည်ပကရွေးချယ်စရာတွေကိုရှာဖွေဖို့လိုအပ်ပါတယ် သူတို့အနေနဲ့ဒေတာရင်းကြွမ်းကျင်မှုတွေအတိမတ်ပြုလက်မှတ်တွေနဲ့အမေရိကန်ခွင့်ပြုချက်မလိုအပ်တဲ့လုပ်ငန်းတွေမှာအတွေ့အကြုံရှိဖို့အတန်မွေးဝါးကြောင့်စီမံကိန်းတွေကိုပြင်ဆင်ဖို့ professional မှတ်တမ်းတွေကိုထိန်းသိမ်းဖို့နဲ့ပိုလိုဂျုံနဲ့အလောက်ကန်စည်းကွက်တွေမှာကွန်ရက်တွေတည်ဆောက်ဖို့အာရုံစိုက်တင်ပါတယ်။တခြားစီစဉ်တာပြောင်းလဲပြင်လဲရှိတာနဲ့ပိုတင်းကျတဲ့စီစဉ်မှုတွေအတွက်ပြင်ဆင်ကြတွေကအမေရိကန်ကက်သက်ချက်တွေကြားကနေ professional တိုးတက်မှုကိုဆက်လက်လှုပ်ဆောင်ဖို့အရေးကြီးပါတယ်။သူတို့အနေနဲ့နိုင်ငံတကာမှာဝယ်လိုအားရှိတဲ့ကြွမ်းကျင်မှုတွေကို ဝယ်လူအားရှိတဲ့ကျွမ်းကျင်မှုတစ်တွေကိုသင်ယူတာကမ္ဘာလုံးဆိုင်ရာအလုပ်ရှင်တွေအတိအမှတ်ပြုတဲ့ online သင်တန်းတွေတက်တာနဲ့ပိုကျေပြတဲ့အလုပ်ကံအခွင့်အလမ်းတွေအတွက်ဘာသာစကားစွမ်းရည်တူတောင်လောက်တာတွေလည်းစဉ်းစားသင့်ပါတယ် professional ဖွဲ့စည်းတွေကနေကွန်ရက်ချိတ်ဆက်တာအဝေးမှာလုပ်လုပ်တဲ့ platform တွေပေါ်မှာပါဝင်တာဒါမှမဟုတ်စုံးတီတွေမှုကိုရှာဖွေတာကတခြားဝင်ငွေလမ်းကြောင်းတွေကိုဖန်တီးပေးနိုင်ပါတယ်မိသားစုတွေကငွေကြေးကိုစီစဉ်မှုလိုအပ်ပြီးတော့ကျောင်းသားတွေကအလုပ်ဝင်ခွင့်ရဖို့ပိုလွယ်တဲ့နိုင်ငံတွေမှာပညာသင်ဆုဒါမှမဟုတ်အစီအစဉ်တွေကိုရှာဖွေနိုင်ပါတယ်မြန်မာနိုင်ငံသားတွေဟာ American ရဲ့မူဝါဒတွေကိုအမြဲမပြတ်သိရှိနေဖို့ ဒေတာတဲ့လို့တမဈေးကွက်တင်နဲ့လက်ရုံးကြီးထွေးပြောင်းနေဖို့နဲ့အမေရိကန်ပြည်ပမှာရေရှည်အတမှုဝန်ကြောင်းစီစဉ်မှုပြင်ဆင်ထားတဲ့မှာဒီလိုနဲ့ပဲကျူတင်ပြင်ဆင်တဲ့ကြေကွက်မှုကထရမ့်မြက်တင်းကျက်တဲ့အလုပ်ကိုင်ပိတ်ပင်မှုတွေကြားကနေပဲတိုးတက်မှုကိုဆက်လက်ထိန်းသိမ်းထားနိုင်ဖို့အားမခံပါတယ်ပါကစ္စတန်နံပါတ်၁2025မှာထရမ့်လက်အောက်မှာပါကစ္စတန်လုံသားတွေကအမေရိကန်မှာလှုပ်လှုပ်ခွင့်လုံးဝမရတော့တာပါကြောင့်လေအဓိကအကြောင်းရင်းကတော့အမျိုးသားလုံခြုံရေးဆိုင်ရာစိုးရိမ်ပူပန်မှုတွေပဲဖြစ်ပါတယ်အမေရိကန်ဆိုရကပါကစ္စတန်ဒေသတွေနဲ့မူဝါဒတွေနဲ့ချိတ်ဆက်နေတဲ့တချို့လှုပ်ရှားမှုတွေကိုအန်ဒီယရှိတယ်လို့ရှုမြင်တာကြောင့် ါကစ္စတန်နိုင်ငံသားတွေအတွက်ဗီဇာကန့်သတ်ချက်တွေပိုတင်းကျလာပါတယ်။အလုတ်ကိုင်းအခြေပြုအစီအစဉ်တွေအပြင်းထန်တိုက်ခိုက်ပါတယ်။ ID ၊ဂျမိုင်းဆောင်ရှောက်မှုနဲ့ဤပညာကဏ္ဍတွေကကျွမ်းကျင်လုပ်သားတွေကလုပ်ငန်းဆောင်ရွက်ခြင်းပိုကြတာ၊စာရွက်စာတမ်းစစ်ဆေးမှုပိုများတာနဲ့ပေချခံရမှုလို့ပိုမြင့်တာတွေရေးဆိုင်ရပါတယ်။ပညာရေးမြန်မာနဲ့ပညာရှင်တွေဒါမှမဟုတ်ခိုင်မာတဲ့အလုတ်ကိုင်းတွေ့ကြုံရှိတဲ့သူတွေတမှအမေရိကန်အလုတ်ကိုင်းရရှိဖို့မဖြစ်နိုင်တာတွေမကြာခဏကြုံရပါတယ်။ထရန့်ကအမေရိကန်နိုင်ငံရင်းနဲ့စီးပွားရေးအကျိုးစီးပွားတွေနဲ့ကိုက်ညီတဲ့နိုင်ငံတွေကိုဦးစားပေးပြီးပါကစ္စတန်ကိုအန္တရာယ်များတဲ့နိုင်ငံဖြစ်နေရှုမြင်ပါတယ်။ ်မိသားစုတွေနဲ့ကျောင်းသားတွေလည်းထိခိုက်ပါတယ်အလို့ဂျာမမို့ပိုကောင်းတဲ့ခွေးလန်းတွေအတွက်ပြောင်းရှိဖို့မျှော်လင့်သူတွေအားပေးချခံရမှုပုံများပါတယ်အလို့ရှင်တွေကအမေရိကန်လူမျိုးတယောက်မှဒီနေရာကိုမဖြေစည်းနိုင်ကြောင်းတက်တည်ပြရတာကြောင့်ပါကစ္စတန်လူသားတွေအလို့ခံအခြေပြုဗီဇာရရှိဖို့လွန်ခက်ခဲ့ပါတယ်ယာယီဒါမှမဟုတ်တင်နန်းသားစီစဉ်တွေကိုလည်းကန့်သက်ထားတာကြောင့်အတံမွေးဝမ်းကြောင်းလမ်းကြောင်းတွေကိုကန့်သက်ထားပါတယ်၂၀ခုနှစ်မှာပါကစ္စတန်ဟာထရမ့်ရဲ့မူဝါဒတွေအောက်မှာအကန့်သက်ဆုံးအာရှနိုင်ငံဖြစ်ပြီးနိုင်ငံသားတွေအမေရိကန်မှာ လွယ်လွယ်ကူကူနဲ့အလုပ်လုပ်နိုင်တော့မှာမဟုတ်ပါဘူး။ပါကစ္စတန်လူမျိုးတွေအနေနဲ့ UAE, Saudi Arabia တို့မဟုတ်မလေးရှားလိုအိန္ဒိယနိုင်ငံတွေမှာတခြားလောက်ကန်တွေကိုရှာဖွေဖို့လိုအပ်ပါတယ်။နိုင်ငံတကာကုမ္ပဏီတွေနဲ့အဝေးမှအလုပ်လုပ်တာဒါမှမဟုတ်ဒေသတွင်းစုံတီတွေမှုတွေပေါ်အာရုံစိုက်တာတွေကိုစဉ်းစားပါ။သူတို့အနေနဲ့ကဘာလုံးဆိုင်ရာအတိအမှတ်ပြုကျွမ်းကျင်မှုတွေကိုရရှိဖို့အတိအမှတ်ပြုလက်မှတ်တွေရယူဖို့ဘာသာစကားကျွမ်းကျင်မှုတွေကိုတိုးတက်ဖို့ professional ကိုရဲ့ထိစပ်ဖို့နဲ့ပိုလုံချုံနဲ့အလုပ်သမားစည်းကွက်တွေမှာရေရှည်တမ်းမွေးဝမ်းကြောင်းကိုစီစဉ်ဖို့လိုအပ်ပါတယ်။ တရားပြင်ဆင်ပြီးတော့ပြောင်းလဲပြင်လဲတဲ့ပြောင်းလဲပြင်လဲရှိကြအဖြစ်လဲပါကစ္စတန်လုံသားတွေဟာအမေရိကန်ရဲ့တင်းကျပ်တဲ့အလုပ်ပေးပေမှုတွေကြားကနေ professional တိုးတက်မှုကိုဆက်လက်လှုပ်ဆောင်နိုင်ပြီးသူတို့ရဲ့မိသားစုတွေကိုထောက်ပံ့နိုင်ပါတယ်အဆုံးထိတည်ရှိပြီလို့ကျေးဇူးတင်ပါတယ်